သူကတော့ဒီပွဲမှာမရှိနိုင်တဲ့အတွက်သူ့တော့ကျွန်တော်တယ်လီဖုန်းဒီချိန်ကျရင်ခေါ်မယ်လို့ပြောထားပါတယ်ဒါရှိသွားလို့မရဘူးဒီတော့ဆိုတော့ရုပ်ကရုပ်အဲ့ဒါမှရတာပြီးတော့ဘဝလာပြီဟယ်လိုညီလေးအေး on stage မှာဒီပွဲမှာမင်းအရှိတဲ့ဆုံးလေးပါမင်းလည်းပါပါတယ်ဆိုတော့ငါတို့ border တွေလူစုပြီးတော့စကားပြောသလိုပဲတခု စကားပြောပြပါအောင်ဒီဘောကျွန်တော်ပြည်ရည်ကတော့ချစ်စစ်တင်ပါတယ်ကျွန်တော်နိုင်ငံနဲ့ဘုမားတာဝန်ရရချင်တယ်ဆိုတော့ဒီတော့ဒီဘာလီယာကိုရုံးရဲ့ကျွန်တော်တက်ပြီးတော့နေတကယ်လို့ညောင်းဒီနေ့ချီးရတဲ့အတိုင်းမှာစားတော့ဒီမိုက်ကျတဲ့ဒါရကမ်ရှိနေတော့ကျွန်တော်ရေးအမှတ်ရပါတယ်ကျွန်တော်ပေါ့နဲ့ရောက်ပြီးတိုင်းနေတယ် ရင်ကခုပြင်းစီပေါ်ပါသူနောက်တစ်နိုင်တော်ပြီးစံတော်စားဖတ်ကြပါရနော်။အိုက်ကလည်းတန်ရစီရောတောင်းတနေမှာပေါ့။တကယ်ပြရတဲ့ချေရောဖြစ်တယ်ရောဖြစ်ကြပြန်။ကျွန်တော်ရှိတဲ့ညရီတော့ကျောင်းသားတွေရောတယောက်နဲ့ပေါ့တကားကပြည့်စုံတယ်ရောသူတကားတွေကရှိနေတယ်ကျွန်တော်လည်းတကယ်ဆိုတော့အားလုံးကိုညှိနှိုင်းပေးဖို့ပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်။ ပြမလားဟုတ်မင်္ဂလာပါဒီကားကိုဘာဖြစ်လို့ရိုက်ဖြစ်တယ်လို့ပြောမလဲနောက်ပြီးဒီနာမည်လေးပေးပေးတဲ့ကောင်ဒါလေးရစစ်မှတ်တာဒီဇကားကဒီနာမည်မှမပေးရရင်အဓိပ္ပာယ်မရှိတော့ဘူးပေါ့နော်ညမထွက်ရဆိုတဲ့နာမည်ကြောင့်ပဲဒီဇလန်ဖြစ်လာတာညမထွက်ရအမိန်ကြောင့်ပဲဒီဇလန်ဖြစ်လာတာပေါ့ညမထွက်ရမကြောက်ဒီဇလန်ဖြစ်လာတာပေါ့တကယ်လဲတရားလိုက်ဖက်နေတဲ့ဘာပေးသက်ကလည်းသဘောကျတယ်ဘုံညို twist တွေကိုလည်းသူတို့ကသဘောကျတယ်ဆိုတော့ဘယ်လိုခံစားရတာလဲ ကျင်းနေပါတယ်ပြောပါတယ်ကိုဖန်လီးထားတဲ့အမှုပညာတခုပြိဿကလက်ခံတယ်ဆိုတော့ဘယ်သူမှမစိုးမပြောတာပါပဲဟုတ်ဟိုဒီမှာကြီးနေတယ်ကတမိတရားကြားတယ်အတန်ကြီးကဘယ်တော့မှားလို့ဖြစ်နေလဲအင်းကျင်းနေတယ်ပြန်ထွက်လာတဲ့ပြိဿတိုင်းသူတို့မျက်နှာတွေမှာကျင်းနေမှုကိုမြင်ရတယ်ကိုကျော်ကလည်းလည်းဒီအချိန်ကျမှလုတ်တက်တယ်အာသူများလည်းမတူတာလုတ်တက်တယ်လို့ပြောတယ်အဲကျွန်တော်အဓိကကို ဖန်တီးတဲ့နေရာမှာကျွန်တော် theory တွေပါတယ်ညာတွေကိုယ်စိတ်ထဲမှာကိုယ်ကိုယ်တိုင်ပြိဿနေရာကနေစဉ်းစားပြီးဖန်တီးတာပါဒီမှာဆိုတော့ညာရပြန်တယ်ပြုတ်ဆောင်ရတယ်အဓိကကဘာပြောတာလဲတယောက်တည်းလုပ်ပြီးတော့မျက်လုံးနဲ့လောက်တာဒါဘုတ်ခက်ခက်နဲ့ပြောမှာမိုက်တယ်သူတို့မလို့လုံနိုင်တယ်လို့ပဲပြောရမှာပဲကျွန်တော်တို့အချင်းချင်းကအများကြီးညှိစရာလိုတဲ့သူတွေမဟုတ်ပါဘူး ဟိုဘယ်လိုပြောမလဲတယောက်နဲ့တယောက်လက်တွဲပြီးလုပ်ခဲ့ကြတဲ့နှစ်တွေလည်းကြာပြီလေသူတို့ဘယ်လောက်လုပ်နိုင်တယ်လို့လည်းကျွန်တော်သိတယ်ကျွန်တော်ဘယ်လိုလုပ်မလဲဆိုတာကိုလည်းသူတို့သိတယ်ဆိုတော့သူတို့နဲ့ကျွန်တော်နဲ့ကြားထဲမှာအများကြီးညှိနေကြမလို့ပါဘူးအဲ့အဲ့ဒီချိန်ကကိုညအချိန်ခံလိုက်တဲ့ကကြာဘာဖြစ်သွားလဲဆိုတော့ကျွန်တော်တို့ဟိုလူတိုင်းကတယောက်တည်းမကောင်းဝင်မဲ့နောက်တစ်ယောက်တက်ကလှုပ်ရှားစရာကောင်းနေလို့အာဒါလေးပေါ်နေအောင်လေးပြလိုက်နိုင်တယ်ဘယ်လိုလဲခံစား တကယ်လည်းအဲ့ဒီအချိန်ကာလကိုသုံးချပြီးတော့စီးပွားဖြစ်သွားတယ်လို့လည်းအများကြီးရှိတာပေါ့ဆိုတော့ကျွန်တော်အဲ့ဒါကို highlight လုပ်ချင်တာပေါ့ကိုလိုကဒါလေးပြစ်တော်မစမှာဒါမှဖြစ်ဘူးဒါလေးမဖြစ်ပဲနဲ့အာ၆ချားကြည့်ရတယ်နဲ့ရောဆွဲခေါ်သွားတယ်ဒါလေးကတတ်ပညာလို့ပြောတာอืมคุณน่ะကျွန်တော်ပြောသလိုပဲကျွန်တော်ကအတတ်ပညာတွေဘာတွေဆိုတာတဲ့ကျွန်တော်ကိုယ်တိုင်ပြိဿနေရာကနေစဉ်းစားပြီးရိုက်တာလေဒီလားငါပြိဿဆိုရင်ရောဒါကိုကြည့်မှာလားငါပြိဿဆိုရင်ရောဒီလိုဆိုရင်စိတ်ဝင်စားမှာလားကျွန်တော်ကအဲ့လိုပဲစဉ်းစားတာ ကိုကောင်စိတ်ဝင်စားကြတာဘယ်လိုခံစားလဲအဲ့အတွက်ဘာလို့ပြောပြခြင်းလဲပြောပါရဲဒါကတော့ကိုဖန်လေးရဲ့အမှုပညာကိုပြိဿကစိတ်ဝင်စားတယ်လက်ခံတယ်ဆိုရင်ဘာလို့မဆိုပြောတာပါလဲဆိုတော့ကျွန်တော်လည်းပြောပါရဲကျေးဇူးများကြီးတင်ပါတယ်ဟုတ်ဒီနေ့မှာဆိုစစ်ပါတော့သွားတယ်အခွင့်လေးပေါ့နော်အာငလင်လေးအတွက်ကျူတန်းဖို့အစီအစဉ်လေးဒါလေးကိုဘယ်လိုစိတ်ကူးပေါ်တာ ဒါတော့စိတ်ကူးပေါ်တယ်ဆိုတာဒါလုတ်ကိုလုတ်တဲ့ကိစ္စလေးဒီလားကျွန်တော်တို့ဒီမြန်မာနိုင်ငံမှာဒါကြုံတွေ့နေရတဲ့အားတို့ကိုတန်းနိုင်တဲ့ဘက်ကဝိုင်းဝန်းရမယ့်ကိစ္စပဲလေပထမတည်းကစူပေါင်းသွားတယ်နောက်တစ်ချောမှာတော့ဒါပူခံပြီးတော့ဒါဘယ်လိုလေးသွားထူတော်မှုစီစဉ်ထားတယ်သူသိကြတယ်အဲ့ဒါတော့ဟိုလောလောဆယ်တော့အတိအကျအများကြီးပြောလို့တော့မရသေးဘူးဒါပေမဲ့ပြန်တဲ့ထူထောင်ရေးကိစ္စတွေမှာတန်းနိုင်ဆုံးဆက်ပြီးတော့ပါဝင်သွားမှာပါရမ်းချောနဲ့ပတ်သက်ပြည်တော်ဘာလို့ပြောချင်တာရှိလဲ ကျေးဇူးများကြီးတင်ပါတယ်မနေ့ကတော့ဇူလိုင်လမှာ launch လုပ်ခဲ့တဲ့အချိန်ကနေစပြီးတော့အခုရုံပေါ်ရောက်တဲ့အချိန်အထိစောင့်ကြည့်ခဲ့ကြတယ်ဝန်းရံခဲ့ကြတယ်ပရိသတ်တယောက်ချင်းစီတိုင်းကိုကျေးဇူးများကြီးတင်ပါတယ်ဇူလိုင်လအိပ်ဖြူအုပ်ထားတဲ့အလောင်းပုံတပုံကနေစပြီးစိတ်ဝင်စားပေးခဲ့ကြတယ်ပရိသတ်တွေကိုကျေးဇူးများကြီးတင်ပါတယ်ဧပြီ25ရက်နေ့မှာရုံတင်ပါတော့မယ်ပါင်္ဂလာပါမင်္ဂလာပါခင်ဗျာညာကရုပ်ဆောင်ပြရလားဟုတ်ကဲ့ဟုတ်ကဲ့ဒါကဘယ်လိုမျိုးပြဆိုတာလဲဒါကမင်းဆက်ပြပါအဲဒီကမှာကျွန်တော်ရှစ်လီတယောက်ပေါ့နော်ဇက်ရဲ့ အလှည့်ပြောင်းဖို့ကျွန်တော်စီကပဲသွားတယ်ဟာပါတော့ကျွန်တော်ရဲ့ဟာဒါပြောတဲ့စကလုံးနေကျွန်တော်ရဲ့ point နေရာမှာဇက်ရဲ့ climate back ကိုပြောင်းသွားတဲ့ဟာလေးကိုနေရာမှာပြောဆောင်ရတာပါဗျာစိတ်ဝင်စားလို့တော့မဟုတ်ဘူးဟုတ်ကဲ့အမရစရာကောင်းလာတာဘတ်စင်ရဲ့နှုတ်ဆက်တာလေဟုတ်ကဲ့ဒါလေးတွေတော့အဲ့ဒါအကူညွတ်ရဲ့ idea ပါခင်ဗျအဲကျွန်တော်တို့ master ထားရတယ်ကျွန်တော်ပြလို့ရှိရင်ကျွန်တော်တို့အဲ့တော့ကလက်ဆွဲနှုတ်ဆက်တာမဟုတ်ကျွန်တော်ဒီလိုလေးနှုတ်ဆက်တာ အဲ့ဒါလေးတွေကဆိုကျွန်တော်တို့ဒါထည့်ထားတဲ့ဟာတွေဒါဒီကိုကိုညိုရဲ့ idea လေးတွေပါခင်ဗျာအဲ့တင်ရပါတယ်တကယ်ကိုကိုကိုဒါပြီးလို့ရှိရင်ကြည်ကြည်ရတာလည်းတကယ်တင်တတ်တယ်အဲ့ပြီးလို့ရှိရင်ကိုကိုကြောင့်ဒီဇက်ဇက်ကအဲ့လို climate လေးတွေဇက်ရဲ့အလှည့်ပြောင်းလေးတွေထွက်လာတယ်ပြီးလို့ရှိရင်ကျွန်တော်ရဲ့နေရာပေါ်မှာမှ ဟိုဟာလှုပ်လိုက်တဲ့ item ပေါ်မှာဇက်ကအဲ့လိုတွေလှုပ်သွားတဲ့ဟာလေးတွေဆိုတော့တကယ်တကယ်ကျင်တတ်ပါတယ်ဝမ်းသာပါတယ်ဟုတ်ဟုတ်ကဲ့ဆိုတော့ဟုတ်ကဲ့နေသွားတဲ့ဟာလေးတွေကအယမ်းမိုက်တော့ဟုတ်ကဲ့အဲအဓိကကျွန်တော်က max တက်ထားရတဲ့အပေါ်မှာကျွန်တော်မျက်လုံးတွေနဲ့ကျွန်တော်စကားပြောရတာပေါ့နော် အမှပါလဲမြားရနဲ့ဆုံတဲ့တခါမှကြည့်တဲ့အကြည့်လေးတွေအဲပြိတ္တတွေနေနဲ့ရောက်မယ်လို့တော့ထင်ပါတယ်။ဘယ်ထင်မှတ်သွားလာတယ်နေရတယ်ဒါတကလူတွေဆိုဘယ်လိုလဲပြောမှလားအဲအခွင့်ကောင်းကိုအသုံးချတတ်တဲ့လူတွေပေါ့နော်အဲအဲ့ဓာတွေကကောင်းတဲ့အရာလည်းရှိတယ်လို့ဆိုတဲ့အရာလည်းရှိပါတော့အမှဆိုးတဲ့လူတွေကဘယ်လိုမျိုးနေရာတွေကိုပို့ပြီးတော့အသုံးချတတ်တယ်အဲ့ဓာတွေကိုသူတို့ကပြထားတာပါအခုကိုကျုံကပြထားတာပါဟုတ် ပြီးတော့သွားကြတာအဲကျွန်တော်အဲအဲ့အဲ့အဲ့နေရာအဓိကအကျိုက်ဆုံးပဲဟိုကကျွန်တော်ကလည်းဓပုံကလည်းပို့ပို့လိုက်ပြီးဒါတိသွားအောင်လှုပ်လိုက်ပြီးအဲပြီးတော့ဟိုမှာကလည်းဒါလာတော့မယ်ပေါ့လေအဲ့မှာထုံထုံတယောက်တည်းပဲအဲ့လိုလိုက်တာနေရတဲ့အချိန်အဲ့အဲ့ဒါလေးကတကယ်ကို main point လို့ထင်တယ်ဟုတ်လားညမထွက်ရဲဆိုတဲ့ဇကားကကျွန်တော်တို့ကြည်နေကြဇကားပုံစံတော့မဟုတ်ပါဘူးခင်ဗျ ဒါလုံးဝကွဲထွက်နေပါတယ်အဲ့ဒါကြောင့်ကျွန်တော်တို့လာကြည့်တင်တယ်လို့လည်းထင်ပါတယ်ပြီးလို့ရှိရင်ကျွန်တော်တို့ကိုဗစ်ကာလမှာကြုံတွေ့ခဲ့ရတဲ့ကျွန်တော်တို့ရဲ့ပဝန်းကျင်အခြေအနေအခြေအနေဒီမှာကျွန်တော်တို့ဘယ်လိုညှိဆိုင်ခဲ့ရတယ်ဖြတ်တန်းခဲ့ရတဲ့ဟာမှာအဲ့ဒါလေးတွေကိုပြန်ပြီးတော့အမှတ်ရစီပါတယ်ခင်ဗျလာကြည့်ပြုတော့အတွက်ကျွန်တော်ဖိတ်ခေါ်ပါတယ်နော်ကျေးဇူးတင်ပါတယ်